စ်သက်လောကထဲကိုရောဘယ်လိုပုံစံမျိုးစောင့်နေတာလဲရှင်ဒီ2019ပေါ့နော် ဒီကိုဗစ်ကာလမှာဤအလုပ်နားလိုက်ရတဲ့အချိန်မှာဒီလေ့ကျင့်ခန်းလေးတွေစပြီးတော့လုပ်ဖြစ်တယ်ဒီလေ့ကျင့်ခန်းလုပ်တဲ့အလုပ်တစ်ခုဒီကိုယ့်အတွက်စိတ်ကောကိုပါကျန်းမာတန်ဆွမ်းနေရဆိုတဲ့ဟာကိုဤတွေ့သွားတယ်ဒီအလုပ်တစ်ခုဒီအော်ငါတို့အမျိုးသမီးတွေအတွက်ကအရန်ကိုလိုအပ်တဲ့အရာပါလားငါကိုယ်တိုင်လည်းအဲစူးစမ်းလို့စူးစမ်းကျင်တဲ့အမျိုးသမီးလေးတွေကိုလည်းငါကူညီချင်တယ်ဆိုတော့စိတ်တူနေပေါ့နော်2023 2024မှာဤတန်းနေတက်တယ်အဲဒီ certified personal trainer နဲ့အခြားလိုအပ်တဲ့ ဲ့ပေါ့နော်အဲဒီပညာရက်တွေဤလေးလာသိနေတယ်2024နှစ်လယ်လောက်အစနေပြီးတော့ဒီ2025နှစ်လယ်ဒီတနှစ်လုံးကိုဤပြိုင်ပွဲဝင်ဖို့အတွက်ကိုစ조사ခဲ့တယ်ပေါ့နော်အဲ့လိုပုံစံနဲ့ပဲပြနေလောကတွေကိုဤရောက်လာတာပဲဖြစ်ပါတယ်တမန်အိမ်မှာလေ့ကျင့်ခန်းလုပ်နေတဲ့အမျိုးသမီးပေါ့နော်အဲ့ဒီကနေပြီးတော့မှပြိုင်ပွဲဝင်ဖြစ်လာအောင်ဘယ်အရာတွေကအမအကိုတွန်းပို့ပေးခဲ့တာလဲရှင် အဓိကကတော့ကိုယ်ယုံကြည်တဲ့ client တွေပေါ့နော်ကိုကအကောင်းဆုံးဆုံးပြောင်းလဲပြစ်တင်တာဖြစ်တဲ့အတွက်ပြောင်းလဲနိုင်တဲ့တူဝက်ချက်တွေကိုကိုကိုယ်တိုင်သိမှဖြစ်မယ်ကိုကိုယ်တိုင်လုံနိုင်မှဖြစ်မယ်အဲ့ဒီအတွက်ကိုကိုယ်တိုင်အရင်ဦးဆုံးလုပ်တာတာမန်ပေါ့နော်လေ့ကျင့်ငယ်လုပ်နေတဲ့အခြေအနေတစ်ခုကနေပြီးတော့အဲ့အခြေအနေကြီးရအောင်ဆုံးဖြတ်ခဲ့တယ်ဒါပေမဲ့တချို့သောသူတွေရဲ့ပေါ့နော်ဝေဘန်တိုက်ခိုက်တဲ့စကားတွေအကြောင်းလဲပြိုင်ပွဲဝင်တဲ့အဆင့်ထိကိုဤသွားဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်အမ